ရိသတ်တွေအတွက်ရင်ခုန်စိတ်လှုပ်ရှားနေစေမဲ့ပရလောကနဲ့ဂမ်ဘီယာလောကရဲ့အတောင်ရတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ဒီဇလိုင်းရဲ့အနှစ်ရသောအပြေးဝခန်းစားခြင်းနဲ့ဆိုရင်တော့ညအချိန်ခါရောက်မှတဦးတည်းရှိနေချိန်မှာနားဆင်ဖို့အတွက်အကြံပြုပါစေနော်။ဒါဆိုရင်တော့ဇလိုင်းလေးကိုနားဆင်လိုက်ရအောင်နော်။ဒီနေ့မှာတော့အောင်မြတ်တာနဲ့အာလာဝကမော်အင်းဆိုတဲ့အကြောင်းတင်ဆက်ပေးကြပါမယ်။ ကျွန်တော်ပညာယူစဉ်ကနေစပြီးတော့ဆရာဖြစ်သူအနောက်ကို တကားကောက်လိုက်ပါခဲ့တယ်လို့တချို့သောပညာရှင်တွေကိုလည်းခက်ခက်ခဲခဲနဲ့လေးလာသင်ယူခွင့်ရခဲ့ပါတယ်။ဆရာကတခါတလေအယံနှူးသေးသလောက်တခါတလေကြတော့လေဝင်ရိုးစုံကရေခဲတုံးလို့အေးအေးထက်ခတ်ထားရလား8089လုံးပါတယ်။ဒါပေမဲ့ဆရာရဲ့ပညာစွမ်းကတော့ကျွန်တော်အနေနဲ့တန်လျာစိုးစဲတစ်ခုမှမရှိဘဲနဲ့အကျွမ်းမဲ့ယုံကြည်ခဲ့ပါတယ်။ဖြစ်စဉ်ကတော့ ဆရာဖြစ်သူရဲ့သူတပားပေါ်လေးစားမှုပညာရည်ပြေဝမှုတို့ပေါ်ပုံပြီးတန်မြတ်ကင်းစေခဲ့ပါတော့တယ်ကျွန်တော်တို့ဆရာတပည့်တွေခြေဦးတဲ့ရကိုအိမ်ရဆိုတဲ့အတိုင်းခီးဆက်လာခဲ့တာတောင်ထုံးရွာဆိုတဲ့ကျေးလက်ရွာတရွာဘက်ကိုရောက်လာခဲ့ပါတော့တယ်ရွာကိုရောက်လာတဲ့အချိန်ကအတော်နောက်ကျနေပြီဆိုတော့ရွာထဲကမဝင်တော့ပဲရွာပြင်မှာရှိရစရတခုမှာတညတာနာခုဖြစ်ခဲ့ပါတယ်ရွာပြင်ဆိုတဲ့အတိုင်းဖုံးစိုးတော်တွေတခြားခြုံတဲ့ပိတ်ပေါင်းနေရ ဇေယျပပတ်လည်းမကြီးစိုးနေတဲ့အတွက်မှတ်ချင်ရင်နေတန်းအနေကင်းလုံးအောင်အနားမှာရှိတဲ့တကိုင်းချောက်တွေကိုမီးဖုတ်ပြီးတော့မိုက်တိုက်ထားလိုက်ပါတော့တယ်။ဆရာနဲ့ကျွန်တော်ကလည်းလမ်းအပါလာတဲ့မုံချောက်တချို့နဲ့ရေကိုညစာအဖြစ်ဝမ်းဖြည့်ထားပြီးတော့တညတာလောရမယ့်လုပ်ငန်းဆောင်တာတွေကိုပြီးစီအောင်လုပ်ခဲ့ကြပါတော့တယ်။အားလုံးပြီးစီရဲ့အချိန်ရွာအဝင်ကုတ်ကိုတန်ဘက်ကနေထွက်လာတဲ့စူးစူးညံ့ညံ့အတန်တွေကြောင့်လှမ်းကြည့်လိုက်ရာမိတို့တွေကိုကြီးကင်ဆောင်ထားတဲ့လူ၆ယောက်က လုံကြီးကိုပစိုးထဲထည့်ပြီးပခက်လိုလောက်ခါလူတယောက်ကိုထမ်းပို့လာတာကိုမြင်လိုက်ရပါတော့တယ်ကျွန်တော်လည်းဘာများဖြစ်လဲဆိုတာသိကျင်တဲ့အတွက်ဇယက်ဘွားနဲ့စင်ပြီးသွားစီဖို့လို့တော့ဆရာဖြစ်တဲ့သူကမကောင်းဒီမှာသူ့ရဲ့တူးဆက်ဖြစ်နေတာဆိုတော့မင်းနေနဲ့ဧည့်သည်လိုပဲနေဘာမှဝင်မဆော့ဖက်နဲ့ဒီလိုပြောတာကြောင့်ကျွန်တော်လည်းကောင်းကြီးပြကမီးရောက်နေရှိရဲ့ဘက်ကိုခတ်တတ်ထွက်သွားခဲ့လိုက်ပါတော့တယ်အာ အခက်ထဲမှာရှိရလူကမရှိမဲ့ရှိမဲ့အားတွေကိုစူးစီးပြီးညှင်းညူနေရကြောင်းဘေးမှာပါလာတဲ့သူတွေရဲ့ခြေလှမ်းတွေဟာအရင်ထက်ပိုပြီးမြန်ဆန်လာခဲ့ပါတော့တယ်။ငါကျော်အတင်းထားစမ်းပါကွာရှေ့မှာဆိုရင် အဖွားစီရောက်ပါပြီ။မိတော့ကိုကင်ထားရင်လူကပြောလိုက်တဲ့နာမည်ကြတော့ဖွားမဲ့စိန်းဆိုတာဘသူလဲဆိုပြီးပိုတိကျင်လာခဲ့ပါတယ်။ဖွားရေးပြုတ်ဖွားကျေလာစွာအော်လိုက်တဲ့အတဲကြောင့်အိမ်ထဲကနေမိန်ပြပြမိလင်းအောင်ထွက်လာခဲ့ပြီးတော့ ဟဲ့ညာကြီးအချိန်မတော်ဘသူတွေတော့ဒီလိုအတန်ထွက်ပေါ်လာခဲ့ပါတယ်ကျွန်တော်တို့ကဟိုဘက်ရွာပါညာဦးပိုင်းတော့လယ်ထဲမှာပိုးထိထားတဲ့လူနာတယောက်ပန်လာတာဆိုတော့အဖွားစီခေါ်လာခဲ့တာလူနာကိုကွန်ပြစ်ပေါ်အရင်တင်ထားလိုက်ကျွန်တော်လဲဩစာပါတဲ့အမေအိုရဲ့အတန်ကြောင့်စိတ်ဝင်စားသွားပြီးတော့လူနာလာဖို့သူတွေနဲ့ယောဂအချိန်လေးကိုစောင့်ကြည့်နေလိုက်ပါတော့တယ်မကြခင်မှာတော့အေးပေါ်ကနေခါအနေငယ်ကိုင်းစားပြုတ်နေတဲ့အမေတို့တယောက်က အရွယ်နဲ့မလိုက်အောင်တမာစွာဆင်းလာပြီးတော့လူနာကိုတစ်ချက်ကြည့်လိုက်ခါအချိန်မီရောက်လာခဲ့တာပဲရေတစ်ခွက်ခတ်ပေးဦးဒီလိုပြောကလူနာရဲ့ခေါင်းရင်းဘက်ကိုထွက်သွားခဲ့ပါရဲ့ရေတစ်ခွက်ရလာတော့ဗဇန်နာကိုတေးကဂါရာတပုတ်ကိုတီးတိုးရွတ်ဆိုပြီးတော့ပိုးထိထားတဲ့နေရာကိုရေနဲ့လောင်းချလိုက်ရအထက်ကနေညို့ညို့ပုတ်ပုတ်သွေးရည်တွေကပွက်ခနေပွက်ခနေထွက်ကြလာခဲ့ပါတော့တယ်ဝါကြခင်မှာတော့တတိမေးစာပြုတ်နေတဲ့လူနာစီရလေး တအင်းအင်းနဲ့ညီးတဲ့နေထွန်းလာပြီးတော့လှုပ်ရှားတာမြင်တော့ငွေစိတ်တရားကုန်သွားပြီ။ဒါပေမဲ့အထင်းမှာအစွေရကြိုးပြီးကြံနေသေးတယ်။ခဏလေးနေကြအောင်။ဒီလိုပြောကပိုးထီးရဲ့အပေါက်နာကိုလက်နဲ့အုပ်ပြီးပရည်တွေတွန့်နေတဲ့နှက်ခမ်းကနေဂါရာတပုတ်ကိုတွတ်တွတ်နဲ့ရွှေ့နေပါတော့တယ်။အဲ့ဒီချိန်မှာပိုးထီးထားတဲ့နေရာကနေအစွေတစ်ချောင်းကလောက်တကောင်လုံးလိုးလုံးပြီးထွက်လာခဲ့ပါတော့တယ်။ကျွန်တော်လည်းအထူးစံမြင်ခွင့်ကြောင့်အားအားသင့်သွားပြီး ဒီအမေအိုရဲ့အစွမ်းကိုလေစိတ်ထဲကနေအတိမတ်ပြုခဲ့မိပါတယ်။လူနာကိုပြန်ခေါ်သွားတော့နေတော့လူအောင်မသေးတော့ဘူး။ကျေးဇူးတင်ပါတယ်အဖရဲ့။ဒါလေးကကျွန်တော်တို့တတ်နိုင်တယ်လို့ကတော့တာပါ။လူနာလာပြတဲ့သူတွေကအိတ်ထဲမှာပါလာတဲ့ငွေဆက်ကအနွမ်းတချို့ကိုထုတ်ခွာကတော့ဘူးလို့တော့တဲဒီကောင်တွေရောက်တော့မဲစိတ်ကိုဘလို့ထင်နေရလဲ။သွားကြ။သွား။နေတော့ကတော့ရင်ကိုလူနာအတွက်အကျိုးရှိအောင်လုပ်ပေးလိုက်ကြ။ဒီလိုပြောကာ အိမ်ဘော်ကိုပြန်တက်သွားခဲ့ပါတော့တယ်ကျွန်တော်လည်းမြင်လိုက်ရတဲ့ဖြစ်စဉ်ကြောင့်စိတ်ထရနဲ့အနေငယ်ပြုံးလိုက်ပြီးတခြားရွာသားတွေနဲ့အတူရွာပြင်ကိုပြန်မထွက်လာခဲ့လိုက်ပါတော့တယ်ဇရက်ကိုရောက်တော့မြင်သမျှအကြောင်းအရာတွေကိုဆရာကိုပြောပြလိုက်တဲ့အခါမှာတော့မင်းမြင်လိုက်တဲ့သူကဆုံးဖြူဖြစ်လိမ့်မယ်ဆုံးဖြူဟုတ်လားဆရာ तू ကဘယ်လိုမျိုးလဲဆုံးဖြူဆိုတာကိုရိုင်းအောင်လန်းဆုံးကိုယ်ရဲ့ပညာရက်ကိုတက်မြောက်ထားပြီးတော့ အဲ့ဒီပညာနဲ့လူတွေကိုအကူအညီပေးနေတဲ့သူကိုခေါ်တာဒီဘက်ခင်မှာတော့ဆုံးဖြူတွေကအတော်ရှားသွားပြီ။အော်ဟုတ်ကဲ့ဆရာ။ကျွန်တော်လဲအခုမှဆရာပြောမှသိတာ။သူတို့လူလူတယောက်ရှိရာရွာတွက်လဲအဆင်ပြေရပါဗျာ။ကျွန်တော်လဲတညာလုံးအိမ်မြပဲအမေအိုးရဲ့ကြောင်းကိုတွေးတွန်းနေမိပါတော့တယ်။မနေ့အာယုံတက်ချိန်ရောက်တော့ဇယက်ဘေးကနေဖြတ်သွားဖြတ်လာလုံးနေကြတဲ့လဲတဲ့လူတန်းတွေကြတော့နိုးလာပြီးဖခင်ဝေပြူတာ ဂုံတော်ပွားတဲ့အမှုကိစ္စတွေပြုနေခဲ့ပါတော့တယ်။ဒီလိုနဲ့ရောင်နေအနေငယ်လာချိန်မှာတော့ဆရာဖြစ်သူကမောင်ကောင်မင်းအနေနဲ့တော်အပင်းစွာကြားဘူးလား။ကြားတော့ကြားဘူးရဲ့ဆရာ။ဒါပေမဲ့လက်တွေ့တော့မကြုံဘူး။အင်းမကြခင်ရွာထဲမှာတော်အပင်းမိထားတဲ့လူတယောက်ပေါ်လာလိမ့်မယ်။ဒီကြားရဲငါတို့လည်းကိစ္စထွေးထွေးထူးထူးမရှိအောင်ဆိုတော့ဒီရောက်ဒီရောက်မှပဲရပ်ပိုင်းလောက်ဆက်ပြီးနေကြရအောင်။ ဆရာဖြစ်သူကဒီလိုပြောတဲ့အကိစ္စတစ်ခုခုရှိနေပြီဆိုတာကိုကျွန်တော်သဘောပေါက်ခဲ့ပါတယ်။ညနေဆောင်တော့ဆရာဖြစ်တဲ့သူကမောင်ကောင်းရွာထဲကိုသွားတဲ့အခါတာမန်အဝတ်စာပဲဝတ်သွား။ဒါမှငါတို့သူ့လိုကိုလိုတာမန်လူတွေလို့ပဲထင်ကြမှာ။ရွာထဲရောက်ရင်လေကိုသေးရဲ့အကြောင်းအရာပဲဖြစ်ပါစေ။ဘာတခုံးမှမပြောမိစေနဲ့။ဒီလိုမှားစားခဲ့ပါတယ်။ဒီလိုနဲ့ကျွန်တော်နဲ့ဆရာလေးတာမန်လူတွေလို့ဝတ်စားထားပြီးတော့ရွာထဲကိုထွက်လာခဲ့ရာ။ အမေအိုကြီးရဲ့အင်းရှိနာကိုရောက်တော့တငုံငူတီဖြစ်နေတဲ့မိန်းကလေးတယောက်သူ့ရဲ့အနာမှာလူတွေစုပြုံနေရကိုမြင်တွေ့လိုက်ရပါတော့တယ်။ဆရာဟိုမိန်းကလေးကအပမီနေရလား။ကျွန်တော်စကားကြတော့ဆရာကတိတ်တိတ်နေဖို့လက်ကပြပြီးမနီးမဝဲနေရတခုကိုလှမ်းကြည့်နေခဲ့ပါတော့တယ်။မကြခင်မှာတော့နဂါတောင်ဝေးကိုတတောတောထောက်ပြီးဝင်လာတဲ့အမေအိုကြီးကိုမြင်လိုက်ရပါတော့တယ်။အမေအိုကြီးကတငုံငူတီဖြစ်နေတဲ့မိန်းကလေးကို စူးရှားတဲ့မျက်လုံးနဲ့စိုက်ကြည့်ပြီးတော့နှောင်းခင်နင်သမီးကဘလို့တွေဖြစ်နေရလဲမသိပါဘူးဘွားရဲ့လွန်ခဲ့တဲ့တပတ်လောက်ကတောထဲမှာထဲသွားခုတ်တာနေစရတယ်လို့ပြောရမလားပဲအသားငါးတွေမစားလို့ရတယ်သမီးကတောထဲကနေပြန်လာတဲ့နေရနေစပြီးအသားဟင်းငါးဟင်းတွေပဲချက်ခိုင်းတာကျမတို့လည်းသူ့သွေးသားတောင်းတလို့ဖြစ်မှာပါဆိုပြီးတော့ချက်ကျွေးခဲ့ပါသေးတယ်ဒါပေမဲ့တရလည်းမဟုတ်နှစ်ရလည်းမဟုတ်နေ့စဉ်ရက်စက်ဖြစ်လာတော့မနေ့ကမချက်ကျွေးပဲထားလိုက်တော့တာ တငုံငိုဒီနဲ့ဖြစ်လာပြီးတော့စကားချက်နေလဲပြောလာတော့တယ်။အဲအားကြောင့်ကျမတို့လည်းဘာမှမလုပ်တော့ဘူးဆိုတော့ဖွားစီခေါ်လာခဲ့တာပါ။နှောင်းခင်ဆိုတဲ့မိမကြီးစီကနေကြတော့အမေအိုကြီးကမျက်ခုံးနှစ်ခုထိလို့မတက်ကြုံကတော်ရှော့ရှော့ငုံရဲ့မိန်းကလေးကိုချိပြီးဟဲ့နေရဘဲရကောင်းတော့ဒီလိုပြောလိုက်ခါမြေကြီးကိုဖနှောင်းနဲ့ပေါက်လိုက်တဲ့ဆိုရင်ပဲငုံရဲ့မိန်းကလေးရဲ့မျက်နှာရီကျဲကျဲဖြစ်လာပြီးတော့ငါကကန္နာရတော်ရဲ့အကောင်ပဲဗါလေး ငါ့ကိုစားကျင်တာကျွေးမလို့လားလက်ဆက်သက်တော့နင်ကဒီကလေးမကိုယ်ရဲဝင်ပူပြီးစားတော့နေရအောင်ပြောစမ်းနင်ဒီကလေးမကိုဘာလုပ်ထားလဲ तू ကငါနေရဲ့အပင်မောက်တက်ပြီးတကိုင်းနေချိုင်းနေရသူ့ကိုတွန်းချပြီးတော့သူ့ကိုယ်ရဲဝင်လိုက်လာတာတော်ရဲမှာဆိုတော့အသားငါလည်းမစားရအောင်အခုမှစားကျင်တာတောင်းစားလို့ရတာအခုနင်ဒီကောင်မလေးကိုရာနေထွက်မလားငါကိုယ်တိုင်ထွက်ရမလားငါစားကျင်တာကျွေးရင်တော့ထွက်မယ်ပြောစမ်းနင်ကဘာစားကျင်တာလဲ လက်လက်ဆက်ဆက်တိတ်ထားတဲ့နွားသက်ကိုစားချင်တာဟဲ့ကောင်နွားဆိုတာငါတို့အတွက်လဲထွန်ကျွေးနေတဲ့တတဝါနင့်ကိုကျွေးဖို့အတွက်နားတစ်ခေါက်တက်ရလောက်တဲ့အထိငါမမိုက်မဲဘူးတနာလို့အခွင့်ရေးပေးအောင်ရှောင်းတက်နေရဲ့ကောင်မဲစိန်ကြောင့်ပြရသေးရပေါ့အမေကဒေါသတကြီးနဲ့ကျုံးသွားပြီးတော့လက်ထဲမှာခြင်ထားတဲ့နဂါးတောင်ဝင်းနဲ့ဝင်ပိုးနေရဲ့မိန်ကလေးရဲ့ပပတ်လေးကိုစီးထားလိုက်ပြီးတော့မဲစိန်အမိတ်မရပဲစီးဝိုင်းနေရတယ်ဘယ်သူမှမထွက်စေနဲ့ဒီလိုအမိန်ပေးကာ နှုတ်ကနေတွတ်တွတ်နဲ့ရွံ့နေပါတော့တယ်။အစာပိုင်းမှာတော့စီးရဲမှာရှိနေတဲ့မင်းကလေးကရဲကြဲကြဲလုံးနေသေးပေမဲ့အချိန်နည်းနည်းကြာလာတော့မျက်နှာရှုံ့မဲ့လာပြီးထွန်းထွန်းလူပြီးလှောက်ရှားလာခဲ့ပါတော့တယ်။အမလေးပူရဲပူလာကြီးရဲ့ဝရွတ်ပါနေတော့ရက်လိုက်ဆံမြွနေတော့ဒီလိုအော်ပြီးညကြီးပေါ်လူလိမ့်နေခဲ့ပါတော့တယ်။နှောအသက်လက်လက်ဆက်ဆက်လေးစားကျင်သေးရဲ့လားဟဲ့။မစားတော့ပါဘူးလှုပ်ပေးပါတော့ စီးရီးယားတွေထွက်နေတဲ့အခုံငွေတွေကြောင့်ကြာရင်ငါသေတော့မယ်။အမလေးကြောက်ပါပြီ။ဟဲ့ကောင်အခုမှအမလေးပါလေအော်မနေနဲ့နင်ဒီမင်းကလေးရဲ့ကိုယ်ထဲမှာထည့်ထားတဲ့အရာတွေအားလုံးပြန်ယူသွားမယ်ဆိုမှလှုပ်ပေးမယ်။ပြန်ယူသွားပါမယ်။အတော်လေးလဲပူလောင်နေပါပြီ။လှုပ်ပေးပါတော့။အေးဒီတစ်ခါတော့တန်းညာပေးလိုက်မယ်။နောက်တစ်ခါနေလဲချင်းနဲ့လူတွေကိုဒုက္ခပေးတာကိုသိရင်တော့အယိုးပြတော့မကြမ်းတဲ့အထိအောင်မီးမြုပ်ပစ်လိုက်မယ်။သွားအကောင်ယူပြီးထွက်သွားတော့နောက်တစ်ချက်ခောက်ကပြောလိုက်ပြီးတော့ ဈေးကိုတောင်းဝင်းနဲ့ဖောက်လိုက်တော့မှတငုံငုံတည်ဖြစ်နေတဲ့မိန်းကလေးလေးအယုတ်ကျိုးပြက်ကလဲကျသွားခဲ့ပါတော့တယ်။အမေအိုးကလည်းအယုတ်ကျိုးပြက်ကလဲကျနေတဲ့မိန်းကလေးကိုပွေထူစေပြီးတော့ရွေးတန်းတက်တစ်ခွက်ကိုမမ်းမှုတ်ပြီးတော့တိုက်လိုက်ငယ်မယ်။အလွန်ပုံဟောင်းနှံဆော်တဲ့အစာဟောင်းနေတဲ့သူလက်သေးကုန်လောက်ရှိရဲ့နွားသိရပြတက်လိုက်ထွက်လာခဲ့ပါတော့တယ်။အမေအိုးကလည်းသွေးတလိမ့်လိမ့်ပေနေတဲ့နွားသိရလေးကိုလုံများရှိမှာပဲမိရှုပ်ဖြက်စီးလိုက်ပြီးတော့ မင်းကလေးရဲ့ခေါင်းကနေခြေဖြားထိလက်နဲ့တတ်ချကမကောင်းတဲ့အကျဉ်းချံတွေအလုံးကိုဖဲထုတ်ပေးခဲ့ပါတော့တယ်ကျွန်တော်တို့ကလေအမေအိုကြီးရဲ့အစွမ်းကိုမြင်တွေ့ပြရနဲ့ဒီဟာအတွက်စိတ်ချရပြီဆိုကဇရက်ပေါ်ကိုပြန်ရောက်လာတဲ့အချိန်အနောက်ကနေတံဝေးထုတ်တဲ့တန်ကြားလိုက်လို့ကြည်လိုက်ရမှာတော့ခုနကမြင်လိုက်ရတဲ့အမေကိုဖြစ်နေခဲ့ပါတယ်ဆရာပြတဲ့သူကအမေအိုကိုမြင်တော့နှိမ့်လို့ပဲကောင်းတဲ့အပြုံးနဲ့ကြိုးစို့လိုက်ပြီးတော့အမေကြီး ကျွန်တော်တို့ကိုလိုက်လာတာဘာရေးကိစ္စရွှေ့နေလို့ပါလဲမင်းညာပိုးထီးရဲ့လူနာကိုလာကိုရတဲ့တဲမှာမျက်နှာစိမ်းလူတယောက်ပါလာတော့တတိထားမိခဲ့တယ်အစတော့တာမန်လူပဲထင်နေခဲ့တာဒါပေမဲ့တစ်ချက်တစ်ချက်ဒီကောင်လေးစီဟာနေပြိုးကနေပြက်ကနေထွက်လာတဲ့အလင်းကြောင့်လော်ဂီစီဟာတယောက်ဖြစ်နိုင်နေဆိုပြီးတွေးခဲ့မိသေးရာဒါထက်ပိုပြီးတေချာသွားတာတော့ခုနတော့အပင်ဝင်နေတဲ့ကောင်မလေးကိုကုနေတဲ့အချိန်အမျိုးမြင်မသိရဲ့လှိုင်းတစ်ခုကမျက်နှာကိုလာရောက်ရိုက်ခတ်နေတယ်လို့ခံစားလိုက်ရတယ် ီခံစားမှုကတာမန်မဟုတ်ဘူးဆိုတာသိလိုက်လို့လူအုပ်ထဲမှာလိုက်ရှာကြည့်တော့ခံလန်လန်မှာရက်နေရဲ့ဆရာတို့ကိုတွေ့လိုက်တာပဲကျုပ်တို့ကအမေကြီးဆွမ်းကိုတန်တရားရှိလို့လာပြီးလာကြည့်ရမှောက်ပါဘူးသိပါတယ်ဆရာလေးတို့ရဲ့မယ်စင်ကမကောင်းတဲ့အတက်ကိုတက်တယ်ဆိုပေမဲ့လူစိုးလူကောင်းတော့ခွဲခြားတတ်ပါတယ်ဒါနဲ့အမေကြီးကျုပ်တို့နောက်ကိုလိုက်လာဘာရေးကိစ္စရှိလို့လဲဒီရက်ပိုင်းတရားထိုင်နေတဲ့အချိန်နေဆိုရင်ဝမ်ကောင်းတဲ့အော်တဲ့အတန်တခုအမြင်ကြရတယ်အဖွားရဲ့အတွေ့အကြုံနဲ့ဆိုရင်တော့ ဒီအော်တန်ကအလာဝကမော်အသက်သွင်းနေရလို့ထင်တယ်။အလာဝကမော်ကိုတော့ကျွန်တော်ကြားဘူးတယ်။အမေကြီးနေနဲ့ကျုပ်တို့ဘာများလုံးစေချင်တာလဲ။အမေကြီးကအသက်ရွယ်လဲရလာပြီဆိုတော့ဆရာလေးတို့လိုတော်တော်လဲလဲမတော်နိုင်တော့ဘူး။ဒါပေမဲ့အလာဝကမော်အသက်သွင်းပြီးရင်တော့လူတွေဒုက္ခရောက်တော့မယ်ဆိုတော့သိနေတယ်။ဒါကြောင့်ဆရာလေးတို့အနေနဲ့မဖြစ်တဲ့နာမဖြစ်အောင်အမေကြီးကိုစားတားဆီးပေးဖို့တောင်းဆိုတာပါ။အမေကြီးရတဲ့အတန်းဘယ်ဘက်ကနေလာလဲ။ အတန်းအနောက်ရက်ကနေလာတာဆရာလေး။ကောင်းပါပြီ။ကျုပ်တို့အကောင်းဆုံးစူးစမ်းပေးပါမယ်။အမေတို့အနေနဲ့ကလည်းရွာသူရွာသားတွေကိုစောင့်ရှောက်ဖို့အတွက်ကျမအောင်နေဖို့လိုလိမ့်မယ်။ဒီဆေးပြလေးကအမေရဲ့ကျမယူအဓိကအထောက်အပံ့ပေးပါလိမ့်မယ်။ဆရာဖြစ်တဲ့သူကအိတ်ကထဲမှာပါလာတဲ့ပြောင်းမုတ်အလုံးလေးကိုအမေအိုစီပေးကတောက်ခိုင်းခဲ့ပါရီ။မကြခင်မှာတော့တောင်ဝေးကိုတတော်တော်ခောက်ပြီးထွက်သွားတဲ့အမေအိုနဲ့တူကျုပ်တို့ရဲ့ခြေလမ်းတွေကအနောက်ရက်စီကိုဥတီဖြစ်ခဲ့ပါရီ။ ခြေလန်းနေရအနောက်ရက်ကဥတီနေပေမဲ့ဘယ်ဟုသွားရမှန်းမသိဖြစ်နေတဲ့အချိန်လွေထဲကနေအင်တချက်ထုတ်ပြီးတော့လမ်းနဲ့ရိုက်ချလိုက်ရတမဲဆက်ကူလေးကငှက်တကောင်လေးလာနဲ့တပြက်ပြက်နဲ့လူးလုံပြီးပြန်ထွက်သွားခဲ့ပါတော့တယ်။ဆရာကတော့ပြန်ထွက်သွားတဲ့အင်ချက်ကိုလက်ညှိုးထုတ်ပြီးတော့သူ့နောက်ကိုလိုက်ကြရအောင်ဒီလိုပြောကထွက်သွားခဲ့ပါတယ်။ကျွန်တော်တို့နိုင်အနေငယ်လောက်လမ်းလျှောက်ပြီးရဲ့အချိန်မှာတော့အင်ချက်လေးကမြေပုံနေကျိုးတိုးကျက်ကျက်ဖြစ်နေတဲ့ သုတ်တန်ဟောင်းတစ်ခုရှိမှဖုတ်ခနဲပြုတ်ချသွားခဲ့ပါတော့တယ်။ဆရာကလည်းကြာလာတဲ့အင်ကျပ်ကိုလွှဲထဲပြန်ထည့်ပြီးတော့သုတ်တန်နဲ့ဝင်လာတဲ့အချိန်မှာတော့အပူငွေမသေးသေးတဲ့ဖျောင်းနိုင်ချိုးနဲ့တူဂရုပွဲတချို့ကိုလည်းမြင်တွေ့လိုက်ရပါတော့တယ်။ဂရုပွဲရဲ့အလဲမှာတော့လူတရဲသာသာရှိရဲ့ကျင်းတစ်ခုတွေ့လိုက်ရပြီးတော့ကျင်းကန်ပတ်လည်မှာလေမြေစာတွေဖွာလည်ကျင်းနေခဲ့တယ်။ငါတို့ရောက်လာတာနည်းနည်းနောက်ကျသွားပြီထင်တယ်။ဘာဖြစ်လို့လဲဆရာ။သူတို့တွေအလာဝကမော်ယွန်းအောင်မြင်သွားကြပြီကွာ။ ဒါဆိုကျွန်တော်တို့ဘယ်လိုဆက်လုပ်ကြမလဲသူတို့ကဘယ်လိုရည်ရွယ်ချက်နဲ့ဒီအင်းကိုဖန်တီးရဲဆိုတာသိရမှထင်နေဒီအင်းကလူတယောက်ဒုက္ခပေးနိုင်တယ်လို့အကာအကွယ်လဲပေးနိုင်တယ်အဲ့ဒါကြောင့်စီရင်တဲ့သူတွေအနေနဲ့မကောင်းတဲ့ဘက်မှာမတုံ့မိပါစေနဲ့လို့ပဲဆူတောင်းရတော့မှာပဲကျွန်တော်တို့တုတ်တန်တွေကပြန်ထွက်လာတဲ့အချိန်မှာတော့ညာတော်တော်နဲ့နေပြီမလို့ရှုကိုဆက်မသွားတော့ဘဲနဲ့နေဆက်ရဆေးရက်တစ်ခုမှာပဲညာအိတ်ခဲ့ပါတော့တယ်မနဲ့မိုးလင်းတော့တုတ်တန်သားမှာ ဟင်းသီးဟင်းရွက်လာရှာတဲ့ရွာသားတချို့နဲ့တွေ့ပြီးတော့စကားသမီးပြောရကားနေလိုချင်တဲ့တဲလွန်စားတချို့ရရှိခဲ့ပါတော့တယ်။တကယ်ကြီးလားဗျ။ဟုတ်တယ်ဗျ။ကျိုးတို့ရောက်လာတော့ကတော်ပွဲတွေပဲကြံခဲ့တာ။သူတို့အစီရင်အောင်မြင်လားမအောင်မြင်လားတော့မပြောတတ်ပါဘူးဗျာ။ကျွန်တော်စကားကိုကြတော့အရက်ခတ်ပူပူနဲ့ရွာသားကသူနဲ့တူပါလာတဲ့အဖော်ဘက်ကိုလှည့်ကြည့်ပြီးလှထွေးနဲ့သူ့ဆရာများဖြစ်မလားပဲ။ဒီလိုပြောလိုက်တာကိုနဆုံနှပြကြားလိုက်ရပါတော့တယ်။ ခင်ဗျားတို့ခုနကဘာပြောလိုက်တာလဲ။အော်ဘာမှမဟုတ်ပါဘူး။ကျွန်တော်တို့ရွာမှာအာလာဝကဈေးထိုးခြင်းနေတဲ့သူတယောက်ရှိရယ်။သူ့ရဲ့နာမည်ကလှထွေးရဲ့။လွန်ခဲ့တဲ့တလလောက်ကတော့သူနဲ့တူဈေးစရာလိုလိုတိုက်စရာလိုလိုလူကြီးတယောက်တော့ပါလာတယ်ဗျ။လှထွေးကအရင်ကဒီလိုအယူထနေရဆိုတော့ခပ်ပေါ့ပေါ့ပဲနေခဲ့တာ။အခုမိတ်ဆွေတို့ပြောတာနဲ့တိုက်ဆိုင်နေလို့ပြောပြတာ။လှထွေးဆိုတဲ့သူရောရွာထဲမှာအမြဲတွေ့လား။အမြဲလိုလိုတွေ့ပေမဲ့အခုရပိုင်းတော့တိတ်မတွေ့ဖြစ်ဘူး။ဒါနဲ့သူသား အလာဝါကစိတ်အောင်းသွားရင်ကုန်းသာရွာသူကြီးတော့တေးပြီပဲဟမ်ဘာဖြစ်လို့လဲဗျလာတွေ့ရကျုပ်တို့ရွာသားမဟုတ်ဘူး तू ကကုန်းသာရွာသားတည်းရသူမိဘတွေကလည်းကုန်းသာရွာမှာလူကုန်နဲ့စင်းဝင်ပဲဒါပေမဲ့လာတွေ့ရယူယူပေါ်ပေါ်ဆိုတော့ဘာမှစိတ်ဝင်သားဘူး तू တိတာတောက်မယ်စားမယ်နောက်ပိုးမယ်ကုန်းသာတကြီးတမျိုးအတေရရအရှင်ရကြိုက်တာတကြီးကလည်းလာထွေးမိဘတွေရဲ့ကြွယ်ဝမှုသိထားတော့သူ့သမီးနဲ့လှုပ်ပေးပြီးတော့ချူစားခိုင်းထားတာ လှထွေးဆိုတဲ့ကောင်ကလေတကြီးသမီးပြောသမျှခေါင်းညိပ်ပြီးလှုပ်ပေးတာကြီးပဲလှထွေးမိဘတွေကတော့တိတ်သဘောမကျပါဘူးတူရဲတော်သားဆိုတော့အကောင်လုံးအလိုချလိုက်လှုပ်ပေးတာပေါ့အဲ့ဒီနောက်ပိုင်းတော့လှထွေးမိဘတွေကလေအကောင်ရနေရုတ်တရက်သေးကုန်ရောတကြီးကလည်းလှထွေးကိုသူ့သမီးနဲ့ပေးစားမယ်ဘာညာတွေပြောပြီးတော့ပိုင်ဆိုင်မှုတွေအကောင်လုံးပညာသားပါပါနဲ့တင်လိုက်တော့တာဒါဆိုလှထွေးနဲ့တကြီးသမီးကညားသွားတာပေါ့ညားစရာလားတကြီးကမင်္ဂလာဆောင်မဲ့နေမှာပဲသူ့သမီးကိုတစ်ဖက်လဲနဲ့မြို့ပေါ်ပို့လိုက်တာ ဓမြတွေပဲဖမ်းသွားတယ်လို့လို့နဲ့တကြင်လွင်သေးရတော်တော်ဆိုးတဲ့လူပြနောက်မှသိရတာလှထွေးမိဘတွေတေးသွားလဲတကြီးစနဲ့မกินဘူးတဲ့ဒါရီကိုလှထွေးဆွေလူရောတိသွားလားလှထွေးသိတဲ့ချိန်ကတကြီးတို့မိသားစုကရောမှမရှိတော့ဘူးပိုင်စားသမျှအကုန်လုံးရောင်းပြီးတော့မြို့ပေါ်တက်ပြေးသွားတာပြောရရင်တော့ခြေရဖြောက်လိုက်တာပေါ့ဗျာအတော်ရုံမာနေသူပဲလှထွေးရောတကြီးမိသားစုမြို့ပေါ်မှာလိုက်မရှာဘူးလားလှထွေးလို့ယူပေါ်ကမြို့ပေါ်တက်ပြီးဘယ်လိုရှာမလဲ ကြားတာကတော့နမရီပါပြောင်းပြီးနေနေကြတာဆိုပဲအဲ့ဒီတည်းဟာလှရွေးတယောက်ဒကြီးမိသားစုလက်စားချေဖို့ဆိုရင်သူ့မှာအစွမ်းတစ်ခုခုရှိမှရမယ်ဆိုပြီးတော့တွေ့သမျှဆရာတွေအကုန်တပည့်ခန်းတွေ့ကြရရှောက်ထိုးနေတော့တာအခုတကယ်အောင်တော့ဆိုရင်တော့သူ့ကိုထိုးပေးရစရာလဲပေါ်သေးသေးတော့မဟုတ်လောက်ဘူးဗျဒါဖြင့်လှထွေးဆိုရဲသူရောလိုက်တွေ့လို့ရမလားသူ့မထိန်နိုင်မလိုလားအတက်ပြဿနာဖြစ်လာမှစိုးရဲဗျဒါဖြင့်ရွာလေးလိုက်ခဲ့ဗျာဟိုရောက်ရင်တော့ကိုနီးကိုဟန်နဲ့လောက်ကြဖို့ကျုပ်တို့နေမယ်တော့မတက်နဲ့နော် ကျွန်တော်ကသာရွာသားကြီးနဲ့အပြန်အလှန်မင်းနေပေမဲ့ဆရာကတော့ဘာမှဝင်ပြောပဲပြောသမျှကိုသာနားထောင်နေခဲ့တယ်။အဲ့ဒီလိုနဲ့ရွာထဲကိုရောက်တော့လာထီကိုမတွေ့ရဘဲနဲ့မနေ့အစောပိုင်းမှာမျိုးပေါ်တက်သွားတယ်ဆိုတဲ့သတင်းကိုသာကြားလိုက်ရပါတော့တယ်။ကျွန်တော်တို့လည်းသတင်းစာနဲ့မလိုလားအတားအယဉ်ဖြစ်စေဖို့မျိုးပေါ်ကိုလိုက်တက်ခဲ့ကြတယ်။ဆရာကတော့တလန်လုံးစကားတစ်ခေါက်မှမပြောဘဲအဝေးကိုသာငေးကြည့်ပြီးတော့ဒုစုံတစ်ခုကိုစဉ်းစားနေခဲ့တယ်။နေ့လယ်တနားရီလောက်ရောက်တော့ မြို့ဝင်ကိမ်းမကားရက်တဲ့အတွက်ဆရာတပည့်နှစ်ယောက်လမ်းဘေးထမင်းဆိုင်မှာအနားယူရင်းနဲ့အချိန်လေးကိုစောင့်ကြည့်နေခဲ့တယ်။ညနေဆောင်ရောက်တော့ဆရာမလမ်းမကတ်မှာရှိတဲ့ဇေဒီတုစုပေါ့ခေါ်သွားပြီးတော့စိတ်တည်ငြိမ်အောင်တရားထိုင်စေခိုင်းခဲ့တယ်။ညတကောင်ချိန်ရောက်တော့တရားဖြုတ်လာတဲ့ဆရာကကျွန်တော်ဘေးမှာလာထိုင်ပြီးတော့မောင်ကောင်ဖျားဆရာငါတို့ကမကောင်းမှုပြုတဲ့သူတွေကိုနောက်ထပ်အမှားမျိုးမကျူးလွန်ရအောင်လမ်းပြပေးရတဲ့သူတွေမဟုတ်လားဟုတ်တာပေါ့ဆရာကြီး မကောင်းမှုလုပ်တဲ့သူရှင်ကျွန်တော်တို့ကတားဆီးပေးရမှာမဟုတ်လား။ဒါဖြင့်လှတွေးဆိုရလူကကောင်းတဲ့လူလားမကောင်းတဲ့လူလား။ဆရာမေးတဲ့မိကွန်းကအတိတ်ပဲအများကြီးပါနေရဆိုတော့ကျွန်တော်ချက်ချင်းမဖြေနိုင်ဘဲနဲ့ငြိမ့်သက်သွားခဲ့ပါရီ။မကောင်းတာလုပ်တဲ့သူကမကောင်းတဲ့တံကိုခံစားမှအသေးစားပဲမဟုတ်လား။ဟုတ်ပါတယ်ဆရာ။ဒါနဲ့သူဒီလိုလက်စားချင်တာကိုကျွန်တော်တို့ကထိုင်ကြည့်နေရမှာလား။ဒါဆိုရင်လှတွေးဆိုတဲ့သူကိုရောမင်းမြင်ဘူးလား။မမြင်ဘူးဆရာ။အေး ငါလဲသူ့ဘယ်မှာနေပြီးတော့ဘာတွေလုပ်တယ်ဆိုတာမမြင်ခဲ့ဘူးအထက်ဆရာကြီးကလည်းငါ့ကိုလည်းမပြသေးဘူးအဲ့ဒါကြောင့်တစုံတစ်ခုသိရတဲ့အချိန်ထိမင်းနဲ့ငါဒီမျိုးမှာဆက်ရှိနေမှာဖြစ်မယ်ဒါဆိုလှထွေးတို့ကတကြီးမိသားစုနေတဲ့နေရာကိုသိပြီးတော့အန်တရယ်ပေးသွားခင်ရောဘယ်လိုလုပ်မလဲငါတို့ဒီမိသားစုကိုကဲတင်လားမကဲတင်ဘူးလားဆိုတော့အထက်ကညှော်ကြလိမ့်မယ်လောလောဆယ်တော့ကိုလိုရမယ့်ကိစ္စတွေသာအာရုံစိုက်ထားပါဆရာကအဲ့ဒီလိုပြောပြီးကလေးက ဆယ်ရဲလောက်စကားတခေါမှမပြောဘဲတရားထိုင်လိုက်အင်းဆွဲလိုက်နဲ့နေခဲ့ပါရီဆယ်ရဲမြောက်တဲညမှာတော့မနေ့အာယုံတက်တာနဲ့မျိုးရဲအိမ်တယ်ကိုသွားလိမ့်မယ်အသိလောက်ထားဒီလိုစကားကိုပြောလာခဲ့ပါရီကျွန်တော်လည်းအကြောင်းထုတ်ပြီးဆိုတာတတိထားမိရမလို့ညာရင်းချင်းတင်းဆဲเสียရှိရတင်းစီပြီးတော့အသင်ဆောင်ဆိုင်နေခဲ့ပါတော့ရီမနေ့အာယုံတက်တဲ့ချိန်ရောက်တော့ဖះရှခိုးပြီးတာနဲ့ကျွန်တော်တို့မျိုးရဲကိုထွက်လာခဲ့လိုက်တယ်မနေ့အလင်းရောင်ရတဲ့အချိန်မှာတော့တင်္ဃာဟလန်းဆိုတဲ့လမ်းနဲ့ချိုးပြီးရောက်ခဲ့ပြီးတော့ ရေနံကြီးဝါအောင်တုတ်ထားတဲ့အိမ်တိန်ရှိမှလူတွေစုယုံစုယုံဖြစ်နေအောင်မြင်တွေ့လိုက်ရပါတော့တယ်ကျွန်တော်တို့ကလည်းလူတွေကြည့်နေတဲ့အိမ်ရှိကိုရောက်သွားတဲ့အချိန်အသက်60ရွယ်လူတစ်ယောက်ကပစိုးကိုကတောင်းကြိုက်ပြီးအိမ်ရံနဲ့ခေါင်းကိုပြေးတိုက်နေတယ်လို့မိန်းမတစ်ယောက်ကလည်းငှက်ကြီးအောင်ဓာတ်ကိုလက်မဆွဲပြီးအိမ်အပေါ်ကမှစောင်းချောက်ထိုင်နေအောင်မြင်လိုက်ရပါတော့တယ်တယောက်ယောက်ဝန်ဆွဲကြပါဦးဟိုလူကြီးခေါင်းကွဲပြီးတိတ်တော့မှာပဲငါလည်းမဆွဲရဘူးဟာ ိုးမထိုင်တဲ့မိမရအိမ်ထဲဝင်လိုက်ဓာတ်နဲ့ခုံမယ်ဆိုပြီးကြိမ်းထားတာမကြောက်ဘူးလားတယောက်တစ်ပေါက်ပြောနေကြတဲ့လူကြီးရဲ့အတန်အောင်ကြတော့ဆရာဖြစ်တဲ့သူဟာခက်တီတီနဲ့ခြံဝန်းထဲကိုဝင်သွားခဲ့ပါတော့တယ်ဟာဟိုလူသေးချင်နေပြီထင်တယ်မဝင်သွားနဲ့လေဘေးကလူတွေအော်ပြောနေပြီမဲ့ဆရာဖြစ်သူကကြောင်းလန့်တွန်းဆုတ်တာမရှိဘဲနဲ့ဝင်သွားတာမြင်တော့ကျွန်တော်တို့လည်းမနေတာတော့ပဲနဲ့နောက်ကနေလမ်းဝင်သွားခဲ့ပါတော့တယ်အိမ်အပေါ်ဝါမှာထိုင်နေတဲ့မိမကကျွန်တော်တို့ကိုမြင်တော့ အယုဒ္ဓနတ်တာတွေဆဲဆိုပြီးတော့လက်ထဲရသားနဲ့ဝင်ပိုင်းဖို့ပြေးလာပြီးမဲ့အနားမြောက်ခင်မှာပဲတုံတုံကြီးဖြစ်ပြီးတော့ငြိမ့်သက်သွားခဲ့တယ်။အဲ့ဒီမှာဆရာကဓာတ်ကြိုက်ထားတဲ့မိမရဲ့နှစ်ဖူးပြင်ကိုလော်ဝါးနဲ့ရိုက်ချလိုက်ရာ မေစေးပေးခန့်ထည့်ရသူတွေလိုကျမ်းမြင်ပုံပျောက်ခွေပြီးတော့ဆင်းသွားခဲ့တယ်။တစ်ဆက်ထဲမှာပဲဆရာကတိုင်နဲ့ကောင်းနဲ့စောင့်နေတဲ့လူကြီးအနားကိုသွားပြီးတော့နှစ်ဖူးကိုလက်နဲ့မူကမူလာပြန်စေလို့အမိန်ပေးလိုက်တယ်ဆိုရင်ပဲသွေးအလူလူဖြစ်နေတဲ့လူကြီးက ဝန်ကနေပြက်လဲကတတိလစ်သွားခဲ့ပါတော့တယ်။အဲ့ဒီတော့မှရွက်ကြည့်နေတဲ့သူတွေကိုခေါ်ပြီးတော့တတိလစ်နေတဲ့သူတွေကိုဖះเจ้าဆောင်ရှိမှချခိုင်းကတယောက်ချင်းစီးဝိုင်းတစ်ခုနဲ့ထဲထားလိုက်ပါတော့တယ်။ဖះเจ้าဆောင်ရှိမှတော့ဖယိုဖယဲဖြစ်နေတဲ့ကရော့ပွဲတချို့ကိုမြင်လိုက်ရတဲ့အတွက်ဆရာဖြစ်သူကခေါင်းတဆက်ဆက်ညှင့်ပြီးတော့မိန်းကလေးကိုလေးကွက်အင်းရေစိမ်းတိုက်လိုက်ဒီလိုပြောတဲ့အတွက်ကျွန်တော်ကလည်းအသင့်ပါလာတဲ့အင်းကိုရေစိမ်းတိုက်လိုက်တော့မှတတိပြောင်းဝင်လာခဲ့ပါတော့တယ်။ ဟင်အဖေအဖေဘယ်လိုပြက်တာလဲခေါင်းမလည်းသူ့ရင်နေပါလားအမိတင်းအနေနဲ့အခုရပိုင်းမှာဘာတွေကြုံတွေ့ခဲ့လဲဆိုတာကျုပ်တို့ပြောပြမှာတင်းရဲ့အဖေကိုပေးလို့ရမှာဟိုဟိုလူကြီးကျမတို့ဒုက္ခပေးသွားတာဘယ်လူကြီးလဲတေချာအောင်ရှင်းပြအောင်လွန်ခဲ့တဲ့ဆယ်ရက်လောက်ကမိုးချုပ်တာနဲ့ခွေးတွေကအိမ်အောင်ကြည့်ပြီးဦးကြတာအဲ့ဒီချိန်အဖေကလည်းကျမ်းမာရေးချူချာနေတာဆိုတော့မကောင်းတဲ့အရာတွေမကဲ့ရအောင်ဆရာတယောက်စီသွားခဲ့တယ် အဲ့ဒီဆရာအိမ်ဝင်လာကြည့်ပြီးတော့ခွေးရဦးနီကဒီအိမ်မှာမကောင်းတဲ့အတိုက်ရှိလို့ဆိုပြီးတော့စေပြောင်းနေထုံခိုင်းခဲ့တာစေပြောင်းနိုင်နေထုံပြီးနောက်ပိုင်းခွေးရလည်းမအူတော့သလိုအဖေလည်းနလန်ပြန်ထူလာခဲ့တယ်တရကြတော့အဲ့ဒီဆရာအိမ်ဝင်ရောက်လာပြီးအဖေကျမရေးတွဲဆိုပြီးတော့သူ့ဖော်ထားတဲ့စိတ်တချို့လာတိုက်ခဲ့တယ်ကျမတို့ကလည်းသူပြောတာကိုယုံယုံကြည်ကြည်နဲ့လုပ်ခဲ့တာပေါ့မနေ့ကညနေဆောင်ကျတော့ဘရော့ဘွယ်တဘွယ်ယူလာပြီးတော့အဖေကိုရောကျမကိုရောအပ်ပေးခဲ့တယ်ညတစ်ကောင်ကျော်ရောက်တော့ အဖေကအသားတွေတုံလာပြီဖះเจ้าဆောင်ရှိမှရှိရဲ့ကတော့ပွဲတော့ကန်ကြောက်ပါရောအဲ့ဒီချိန်ချင်းကျမတတိရှိနေသေးရဲ့မနဲ့မိုးလင်းကနေလေးလေးကျမရဲ့အသေးစိတ်တွေကလွတ်လာပြီးတော့ဘာဆိုဘာမှမသိတော့ဘူးအခုဆရာတို့တိုက်တဲ့ရေကိုတောက်ပြီးတော့မှတတိပြန်ဝင်လာတာပါအခုလောလောဆယ်တော့စီဝိုင်းနေရနေအပြုံမထွက်မိစေနဲ့မောင်ကောင်မင်းကဖះเจ้าဆောင်မှာဖះောင်းတိုင်တွေကိုပူဇော်ပြီးတော့အိမ်ပက်လေကိုစီးချထားလိုက်ဆရာဖြစ်သူရဲ့စကားကြောင့်ကျွန်တော်လဲဖះောင်းတိုင်ပူဇော်တာ ိမ်ပက်လေကိုဆေးချထားလိုက်ပါတော့တယ်။အဲ့ဒီမှာဆရာစီဝိုင်းထဲမှာတတိလေးနေရဲ့လူကြီးရဲ့ဦးခေါင်းလဝါနဲ့ပုတ်ပြီးတော့ဟဲ့အစွမ်းရှိသလောက်ကြွတက်စမ်းဒီလိုအမိတ်ပေးလိုက်ရာတတိလေးနေရဲ့လူကြီးကရုတ်တရက်ဘလူးခုံထခုံပါလေတော့တယ်။ဆိုင်ရကကတောင်းစာနေဆွဲထားစမ်းအပေါ်မကြွတက်စေနဲ့ဆရာရဲ့အမိတ်တန်စကားဆုံးမှာတော့မန်းဖီဖီထခုံနေရဲ့လူကြီးကတတောင်းတတာလောက်ပဲခုံနိုင်တော့တာကိုမြင်လိုက်ရပါတော့တယ်။ အာလာဝကမော်ယွန်းကတော့ပဲဆောက်ထိုးနဲ့တိုက်သွားပဲကဲမကောင်းတဲ့အရာတွေမှန်တယ်မြငါလက်ထဲပါလာစေဒီလိုပြောကဦးကောင်းထက်ကနေဆွဲယူပြီးတော့စကြဝဠာအပြင်ဘက်ကိုလှန့်ပြန့်ဟန်ပြုတ်လိုက်ပါတော့တယ်အဲ့ဒီလို၄ချိန်၅ချိန်ဆွဲယူပြီးတဲ့အချိန်မှာတော့စီရဲမရှိနေတဲ့လူကြီးတတိပြန်လဲလာပြီးတော့စုတ်တက်တက်နဲ့ညင်းညူပါတော့တယ်ထူးဆန်းတာကတော့သွေးတန်တရေရဲနဲ့ပြဲနေတဲ့ဒဏ်ရာတွေအလုံးအဲ့နဲ့ချုပ်လိုက်တယ်လို့စိတ်ပြီးတော့သွေးတွေလည်းတိတ်သွားခဲ့ပါတော့တယ် အဲ့ဒီတော့မှဆရာအိမ်ပက်လေကိုစံမှန်တဲမဲရေမန်းနေနဲ့ပတ်ဖြန်းပြီးတော့အန်ဒီရီကုံစင်အောင်စီမံပေးခဲ့တယ်။အားလုံးကိုစိတ်တိုင်းကြစီမံပေးတဲ့အချိန်မှာတော့ဒါဖားနှစ်ယောက်လုံးခေါ်ပြီးတော့တင်တော့ကသူတစ်ပါးပေါ်မကောင်းတာတွေလုပ်ခဲ့ရဆိုတာကြုတ်တိတယ်။အဲ့ဒါကြောင့်သူတစ်ပါးစီကိုမတရားတာနဲ့ယူထားတဲ့ပစ္စည်းရဲ့အကုန်လုံးပြန်ပေးမယ်လို့ဂတိပေးတော့ဒီလိုထပ်မဖြစ်အောင်တော့ကောက်ွက်ပေးမယ်။ဒီလိုပြောလိုက်ရာဒါဖားနှစ်ယောက်လုံးပြပြတလဲလဲနဲ့သူတို့အမှားတွေတောင်းပန်ပြီးတော့ ရယူခဲ့တဲ့ပစ္စည်းတွေကိုပြန်ပေးပါမယ်လို့ကတိပေးခဲ့တယ်။အဲ့ဒီတော့မှဆရာတားဖနှစ်ယောက်လုံးတခြားသူတွေနှောက်ယှက်လို့မရမယ့်လက်ဖွဲ့အင်းဟိုင်တချို့စီမံပေးခဲ့တယ်။နောက်မှပြန်သေးရတာကလှထွေးရဲ့ဖြစ်စဉ်တွေကိုသိပြီးတော့တနာခဲ့တဲ့ဆရာတယောက်ကအလာဝါကမှုံရင်ကိုကတော်ဝဲဆောက်ထိုးနဲ့စီရင်ပြီးတော့တကြီးတားဖကိုပညာပေးခဲ့တယ်ဆိုတာပဲ။တကြီးတားဖလည်းဒီဖြစ်ရတွေ့ပြီးတော့လှထွေးဆရာမတရားယူထားခဲ့တဲ့အရာတွေပြန်ပေးပြီးတော့ခြေရာဖြောက်သွားခဲ့တယ်လို့ကြားသိခဲ့ရတယ်။ အခုလိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုအသစ်တွေတင်တိုင်းသိရှိနေစေဖို့အတွက် channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ရင်းနဲ့ဒေနာ notification လေးကိုပါနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေရှင်။